Google I/O 2025မှာတော့ Google ကတကယ်ပဲ Beast Mode ကိုဖွင့်ချလိုက်ပြီလို့ပြောရမှာပါတကယ်လို့အမကန် AI upgrade တွေနည်းပညာအသစ်တွေအများကြီးကိုမိတ်ဆက်သွားတာပါဒီဗီဒီယိုအစအနေအဆုံးထိကြည့်သွားမယ်ဆိုရင်တကယ်ကိုအတုံးလဲဝင်စိတ်ဝင်စားဖို့လည်းကောင်းတဲ့အကြောင်းအရာတွေကိုမိတ်ဆွေတို့အပြည့်အဝမြင်ကြရမှာပါ ပထမဆုံးအနေနဲ့ပြောရမှာတော့ AI ဘိုင်းမှာတကယ်ကိုကြီးကြီးမားမားတိုးတက်လာတာကိုသိတာစေတဲ့ Ultra Plan အကြောင်းပါ ဒီ plan ကတော့ကျွန်တော်လူသားတွေရဲ့လှုပ်ဆောင်နေကြပုံစံမျိုးအတိုင်းပဲမပြောခင်စဉ်းစားတယ်ပြန်ပြီးစဉ်းကျင်တယ်ပြီးမှပြောတယ်ဆိုတော့ကျွန်တော်နောက်ဆိုရင်လူအစ်စ်နဲ့ချက်နေရတယ်လို့တောင်ထင်ရတော့မယ်ပုံစံမျိုးဖြစ်လာတော့မှာပါနောက်ထပ်နည်းပညာတစ်ခုကတော့ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းမှာတကယ့် revolution ကြီးတစ်ခုကိုလုပ်လိုက်တာပါအရင်လိုအတန်တိတ်ဗီဒီယိုအပိုင်းအစလေးတွေပဲဖန်တီးပေးနိုင်တဲ့ AI video generator တွေနဲ့တော့ဘာမှမဆိုင်တော့တာပါ နောက်ခံအတန်နဲ့ဗီဒီယိုကို AI ကနေပေါင်းစပ်ပြီးတော့ဗီဒီယိုတစ်ခုလုံးကိုဖန်တီးလို့ရနိုင်ပြီလို့ဆိုပါတယ်။ဆိုတော့ content creator တွေအတွက်ကတော့တကယ်ကိုအချိန်ကုန်တတ်တာစေပြီးတော့အရေးသွင်းမြင့်ဗီဒီယိုတွေကိုဖန်တီးလာနိုင်တော့မှာလည်းဖြစ်ပါတယ်။ကိုယ်တိုင်ဇလန်တို့လေးတွေဖန်တီးကြတဲ့လူတွေအတွက်ဆိုရင်လေအိမ်မှာရင်ကိုယ်တိုင်ဖန်တီးလို့ရတော့မယ်သဘောပါပဲ Google Search မှာလည်း AI tab အသစ်တစ်ခုပါလာပါတယ်ဒါကလည်းတော်တော်လေးကိုအသုံးဝင်ပါတယ် တကယ်ကိုအချိန်ကုန်တက်တာစေပြီးတော့အလုံးရှုပ်တက်တာသွားစေမဲ့ feature တစ်ခုပါဗီဒီယိုရဲ့နောက်ပိုင်းမှာလည်းအဲ့ဒီအကြောင်းကိုဆက်ပြီးတော့ပြောပြပေးပါမယ်နောက်ဆုံးတစ်ခုကတော့ Google ရဲ့မျက်မှန်အသစ်ပါပဲဒီမျက်မှန်တကယ်လက်တွေ့ဘဝကို Live Gemini Demo အဖြစ်နဲ့ပြောင်းလဲပေးနိုင်တယ်လို့ပြောပါတယ်ဆိုလိုတာက Augmented Reality AR နည်းပညာကိုအဆင့်မြင့်ဆုံးပုံစံနဲ့အသုံးပြုနိုင်နေပြီဆိုတဲ့သဘောပါဒီလိုစမ်းသစ်တဲ့ Google ရဲ့နည်းပညာတွေအကြောင်းကိုဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ် မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ Google က American အတွက် AI ပြိုင်ပွဲထဲမှာကြီးမားတဲ့အရွေကြီးတစ်ခုကိုပေါ်ဆောင်ပြလိုက်ပြီးပြီလို့တောင်ပြောလို့ရပါတယ်ပထမဆုံးအနေနဲ့သူတို့ချပြသွားတာကတော့လွန်ခဲ့တဲ့တစ်နှစ်လောက်က Google ဟာတစ်လကို6.3 trillion token တွေနဲ့ပဲ AI တွေကိုစီမံဆောင်ရွက်နိုင်ခဲ့ပေမဲ့အခုကတော့480 trillion ကျော်အထိတောင်တိုးမြှင့်လှုပ်ဆောင်နိုင်နေပြီလို့ဆိုလာတာပါ ဆိုတော့အရေးသေးပိုင်းမှာအစ90လောက်တောင်ပိုကောင်းလာတော့မယ်ဆိုတဲ့သဘောမျိုးပါဒါလည်းမကသေးပါဘူး developer 9တန်းကျော်ကလည်း Gemini ကိုအသုံးပြုပြီး AI စနစ်တွေတည်ဆောက်နေကြပြီးတော့ Gemini consumer app ကလည်းတလောက်တန်း400ကျော်အထိအသုံးပြုသူတွေရှိနေပြီဆိုပြီးတော့ကြွားလုံးထုတ်ခဲ့ပါသေးတယ် CEO Sandra Pichai ကိုယ်တိုင်ပြောသွားတာကတော့သူတို့ကအချိန်ဟုံမပြတ်ထုတ်လုပ်နေကြပါတယ်ဆိုတဲ့စကားပါဒီစကားကိုလက်တွေ့သက်သေပြနေတာကတော့သူတို့ AI model တွေရဲ့စမ်းဆောင်ရေးပါ Gemini Pro စထွက်လာပြီးကြတဲ့ဟာသူတို့ရဲ့ average score လို့ခေါ်တဲ့ AI model တွေရဲ့စွမ်းဆောင်ရည်တိုင်းတာတဲ့ရမှတ်တွေဟာအမှတ်300ကျော်အထိတိုးတက်လာတာကိုတွေ့ရပါတယ်။ဒီလိုအကြီးစားပြောင်းလဲမှုတွေကို New Ironwood TPU port တွေနဲ့လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။ဒါတွေကအရင် generation တွေထက်10ဆလောက်ပုံမြန်ပါတယ်။ကျွန်တော်ဗီဒီယိုရဲ့အစပိုင်းမှာပြောခဲ့တဲ့ Gemini Ultra Plan အကြောင်းကိုလည်းဆက်ပြီးတော့ပြောပြပေးခြင်းပါတယ်။သူ့ရဲ့ဈေးနှုန်းကတော့တစ်လောက်ဒေါ်လာ250အထိတောင်ပေးရမှာပါ ဒေါ်လာ20တောင်းများနေပြီလို့ထင်ရတဲ့ကြားထဲမှာဒေါ်လာ250အထိပေးရမယ်ဆိုတော့ဒီပလန်ကဘလောက်တောင်ကောင်းနေလို့လဲဆိုတာမျိုးသိချင်လာကြမှာပါဒီပလန်ထဲမှာပါတာတွေကတော့ VO3 video generation လို့ခေါ်တဲ့ဗီဒီယိုဖန်တီးတဲ့ AI ပါမယ်။သူကဗီဒီယိုကြီးတသက်ဖန်တီးတာမဟုတ်ဘဲနဲ့ sound effect တွေနဲ့ dialogue တွေကိုပါ AI ကအလိုအလျောက်ဖန်တီးပေးအောင်မှာပါ။နောက် flow film making workspace လို့ခေါ်တဲ့ဗီဒီယိုဖန်တီးတဲ့နေရာလည်းပါမယ်။ the new deep think reasoning mood လို့ခေါ်တဲ့ Gemini 2.5 Pro ရဲ့မှာ deep think feature ပေါင်းစပ်ထားတဲ့နည်းပညာအသစ်လည်းပါမယ်ဒီ deep think အကြောင်းကိုတော့ပြီးရင်ထပ်ပြီးတော့ရှင်းပြပေးပါမယ်နောက်ပြီးတော့ဓာတ်ပုံတွေကိုဖန်တီးပြုပြင်လို့ရမယ့်နေရာတစ်ခုလည်းပါမယ် YouTube Premium နဲ့30 TB Google Storage တွေလည်းပါမယ်လို့ဆိုပါတယ် ဆိုတော့ဒီဒေါ်လာ250ရံ plan ကို Google ကတော့ compute buffet လို့တောင်ပြောထားပါသေးတယ်။ဘာလို့လဲဆိုတော့ view 3နဲ့ video တခု render လုပ်လိုက်တာနဲ့တင် GPU minutes တွေအများကြီးကုန်သွားနိုင်တဲ့အတွက် developer တော်တော်များများတပတ်စာသုံးတာထက်တောင်ပိုများသေးတယ်လို့ဆိုပါတယ်။ဒါကြောင့် buffet သွားစားကြသလိုပဲစားနိုင်တဲ့လူအတွက်ကတော့တန်တယ်လို့ပဲပြောရမှာပါ။ deep dish ဆိုတာတော့တော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်ပုံမှန် Gemini 2.5 Pro ကအရန်ကောင်းနေပြီသားပါ ဒါမဲ့ तू က GPT 3 model လိုမျိုးပဲမေးလိုက်တာနဲ့မစင်းစားပဲအဖြေတန်းပေးတတ်တာမျိုးပါ Deep Thing ကိုဖြန့်ထားမယ်ဆိုရင်တော့ तू က parallel chain of thought နဲ့လှုပ်ဆောင်မှာဖြစ်ပါတယ်ဆိုလိုတာအဖြေပြန်ပေးရမယ့်မေးခွန်းတစ်ခုအတွက်ဖြေရှင်းနည်းလမ်းပေါင်းများစွာကိုတစ်ပြိုင်တည်းသုံးသပ်အကဲဖြတ်ပြီးမှအကောင်းဆုံးအဖြေကိုပြန်ပေးတာမျိုးပါဒါကြောင့်မတင်ချာနဲ့ coding benchmark တွေမှာ OpenAI ရဲ့ O1 Pro နဲ့ O3 Pro တို့လို model တွေကိုတောင်မှပဲအလဲထိုးပြနိုင်ခဲ့ပါတယ် ဒီပွဲရဲ့ခေါင်းဆောင်မင်းသားကတော့ VO3 လို့ပြောရမှာဖြစ်ပါတယ်။သူကအရင်တော့အလို3စက္ကန့်4စက္ကန့်လောက်ပဲမဟုတ်တော့ဘဲနဲ့စက္ကန့်30ကြာတဲ့အထိ full height definition video clips တွေကိုဖန်တီးပေးနိုင်မယ်။ ယူပဗေဒအခြေခံသဘောတရားတွေကို AI ကပိုနားလည်လာပြီးတော့ဗီဒီယိုအရေးသွေးလဲပိုကောင်းလာမယ်ပြီးတော့ကမ္ဘာပထမဆုံး synchronized audio ပါရလာတော့မှလည်းဖြစ်ပါတယ်ခြေတံတွေတဘာဝပတ်ဝန်းကျင်အားလေတိုးတံတွေ dialogue လေးတွေအားအစထည့်ပေးလာနိုင်ပြီးတော့တော်တော်လေးကိုတဘာဝကြလာတာကိုလည်းတွေ့ရပါတယ်အခုဒီ example လေးတွေကိုကြည့်ပြီးသွားရင်မိတ်ဆွေတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်တော့မှဖြစ်ပါတယ် I think it's VO fam go win con leche. Por favor. Yes. Bien. We, we can, can talk. talk. We can talk. We can talk. Yes. Amazing. Imagine all the narrative possibilities. Let's talk. Imagine 4ကတော့တိကျပြတ်သားမှုတွေအပေါ်မှာအာရုံစိုက်ထားတာကိုသိတာစေပါလေ။အဝိထက် texture တွေ၊ရေစက်လေးတွေ၊တလိမ့်ဆန်အမွှေးလေးတွေအထိပါ။အံဩစရာကောင်းလောက်ကြီးလင်းပြတ်သွားစွာနဲ့ဖန်တီးနိုင်တာကိုတွေ့ရပါတယ်။ တကယ်ကို reality အစစ်အမှန်ကိုတွေးလာကြရတာလည်းဖြစ်ပါတယ်။ဒီ model နှစ်ခုစလုံးကို flow film making waspe ထဲမှာဓာတ်ရိုက်သုံးလို့ရပြီးတော့ sense တွေကိုလည်းဆက်ဆက်ပေးနိုင်တယ်။ clips တွေကို extend လုပ်နိုင်တယ်လို့ဆိုပါတယ်။ဒါကတော့ multi model creation ပိုင်းအတွက် editing လုပ်တယ်လို့အလုံးလုံးလုပ်ရတဲ့ waspe တစ်ခုကိုဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။ Google search ပိုင်းမှာတော့ AI mood ဆိုတဲ့ feature အသစ်တစ်ခုပါဝင်လာမှာဖြစ်ပြီးတော့ American မှာရှိနေတဲ့ဘသူမဆို free သုံးနိုင်မှာဖြစ်ပါတယ်။ ပုံမှန်ဆို Google Search မှာရှာလိုက်ရင် website link နေပဲပေါ်လာပေမဲ့ဒီ AI tab ကိုသုံးမယ်ဆိုရင်တော့ conversational answer တွေ sources တွေနဲ့ follow up မေးခွန်းတွေပါထွက်လာမှာပါမကြာခင်မှာပဲ live data visualization ဆိုတဲ့အားကစားငွေကြေးနဲ့ပတ်သက်တဲ့မေးခွန်းတွေအတွက် chat တွင်လည်းပါဆွဲပြပေးနိုင်မယ့် feature လည်းပါလာတော့မယ်လို့သိရပါတယ် ဒီမိုရဲမှာဆိုရင်တော့ MBA ပွဲစဉ်အတွက်မေးခွန်းတစ်ခုမေးလိုက်တာနဲ့တင်တပ်ပါတီ plugin တစ်ခုမှမလိုဘဲနဲ့သူ့လိုလိုချက်တစ်ခုချက်ချင်းထုတ်ပေးနိုင်တာကိုလည်းတွေ့ရပါတယ်။ဒါရင်မကဘဲနဲ့အားကစားပွဲတွေရဲ့လက်မှတ်တွေဝယ်ခိုင်းခြင်းရင်လေ AI မှုကအဲ့ဒီအသင်းရဲ့ website ကိုဝင်နေနေရာလဲရွေးပေးတယ်ပြီးတော့ချက်ကောက်လုပ်နိုင်တဲ့အဆင့်အထိပါ အကုန်လုံးလှုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ဆိုပါတယ်။ဒါကျွန်တော်တို့အမြဲပြောပြောနေကြဖြစ်တဲ့2025 AI agent တွေရခက်ဖြစ်လာလိမ့်မယ်ဆိုတာကိုလည်း တက်တည်ပြနေတာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့တကယ်ကိုဟာကနေဟင်ကနေဖြစ်သွားစေမဲ့ Project Extra Glasses တွေအကြောင်းပဲဖြစ်ပါတယ်။ Live Demo မှာဘလို့ပြသွားလဲဆိုတော့ဒီမျက်မှန်တွေက Android XR အဖြစ်နဲ့ပြောင်းလဲသွားတာကိုပြသသွားခဲ့တာပါ။တင်ဆက်သူကမျက်မှန်အနေတဆင့် Gemini ကို D Coffee ကွက်ပေါ်က Coffee Sign နာမည်ကိုမှတ်မိလာလို့မေးလိုက်ပါတယ်။ Gemini ကချက်ချင်းပြန်ဖြေပြီးတော့ Google Map ကနေတဆင့် Direction ကိုပါပြပေးလိုက်ပါတယ်။ ဆိုတော့တကယ်ကိုတိတ်ပန်စိတ်ကူးရင်ဇာတ်လမ်းတစ်ခုကိုကြည့်နေရသလိုပါပဲ Samsung Huawei ပတ်ကနဲ့ Gundam Monster တို့လိုအကြီးစားကုမ္ပဏီတွေကလည်း Google ရဲ့ official partner တွေအဖြစ်နဲ့ပါဝင်လာကြပြီဆိုတော့ Google ရဲ့ extended reality ကဘာကြီးရတော့တကယ်ကိုအကောင့်ထဲပေါ်လာတော့မဲ့သဘောပဲဖြစ်ပါတယ်ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်လေးတွေကိုလည်းကွန်မတ်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်။